မဲကြောင်ပေါ့နော်ဒီကောင်ကစက်တုံကြီးလေးကိုကျွန်တော်တို့ဒီအနေတော်လေးနဲ့ပေါ့နော်ဒီရပါဒီကောင်ကဂျင်း စာလေးမွှားထားရဲ့နေရာပေါ့နော်တော့သင်ထားပြီလားဒီရန်ပြင်းလို့လည်းမကောင်းဘူးပေါ့နော်ပုံမှန်လေးတော့ ਨੇ ali bencinnya itu dulu itu nih ya jadi ya mas sekali ini sisi me ini mas sisi bu jadi kita kacau me ayo be sisi tanah ြီးမှနောက်ဆုံးကျမှအမင်းမွားကိုသက်သက်ကြုံမယ်မဲမွားထားတဲ့ဟာသက်သက်ကြုံမယ်ကြော်ပြီးမှအီရောမှာပြန်ရောလိုက်ရင်အရသာရှိရဲ့အမင်းမွားကြော်ပြီးရပါမယ်ရှင်ဘုံဘွေးလေးနဲ့အမင်းတို့ဘုံမွားကြော်ပြီးရပါပြီအမင်းမွားပြူလာပြီကြောင်ပြောင်းလာပြီ Thank you. ဒီနေ့ဒီနေ့လေးဘောင်းဘယ်လဲညောင်းနေရတဲ့ပါခိုင်းချဘူးဒီမျိုးလို့မဟုတ်ဘူးမျိုးလည်းရံသေးပါမယ်ဒီရန်ပြည့်တဲ့အစားအစာတွေရန်ကျောင်းတဲ့အစားအစာတွေဟာကျမ်းမာရေးတဲ့ဒီ လျှော့မယ်ပဲတဲ့တယ်မလဲ။ပေါင်းမယ်ဆိုတော့ကစ်တန်ဘူးကျထားရင်ဒေါ်လေးနဲ့ဒီလေးနဲ့စစ်ထားပါတော့။ ဒါမြင်ရတော့ဒီနေ့တွေပေါ့နော်နောက်ဟိုမိတ်ဆွေတငယ်ချင်းတွေကိုလည်းဒီဟာကြည့်ရှုနေဒီအားလုံးလည်းကျွန်တော်ဒီတဲဦးပေါ့နော်ဒီကောင်ကအော့ကလက်စိတ်လေးပေါ့နော်အဲကောင်လေးကိုကျွန်တော်သုံးဖို့ကျွန်တော် recommend ပေးပါရယ်ရန်ကောင်းပါရယ် စင်းနေနဲ့မနောသိဉ္ဇေဘောနောတော့မကျော်ရမှာဒီစေပြီးတော့မှဒီနေ့လေးဘူးတပ်ရီချာလေးနဲ့ဒီနေ့လေးချောင်းထောင်းလိုက်တယ်နော်ဟုတ်ပဲစက်ကူလေးစစ်ပြီးတော့မှအဲ့ဒါကိုအောင်ရမယ်ဒါရီယာဘွာတော့ ကျွန်တော်ဒီအမေမွားကျော်ရေးကြီးတဲ့စိတ်ပိုင်းကိုဒီနားဘောရပါဒီလိုလေနော်။ဒီတမဲဒူရီကြတော့ဒီရက်ကဆရာကြောက်ပါလေ

Signorina Elina, sì, 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 ora fai. သူနဲ့ကျွန်တော်နဲ့ရင်းပွားပဲကိစ္စတွေဖြစ်တယ်ပေါ့နော်ကျွန်တော်ကအရင်ကျွတ်ပြီးတော့ အဲ့လိုမျိုးမကြဘူးပြည့်ော်လေးနဲ့တော့မီးနဲ့စီနဲ့ဘောနော်အေးဟောဉာဏ်အကြိုက်ကျွန်တော်သိပြေးတာမျိုးကိုကျွန်တော်မကြဘူးဘာမောတော့ပြုတ်ပြီးသားဆိုတော့ချက်ပြီးသားသူ့ကိုနားရအောင်ရှင်းပြရတယ်။ဒါပေမဲ့သူကလည်းအဲ့လိုကြွတ်ကြွတ်ကြိုက်တယ်ဗောနော်။သူကဟိုကျွန်တော်ကတည်းကဒါလေးကြားရင်အဲ့ဒါကတော့ပစရဖြစ်တယ်။ ไอ้จ๋าเนี่ยนี่น้าโหย่าออกแม้นพี่แล้วเราก็เมียวหนีได้อ่ะวะเนาะอ่ะคุณน่ะจ่อท่าได้จตองอยู่ชิงเส้นหมอตีนแล้วเนี่ยมาอเมริกา EY မယ်။မှားထားတဲ့အကျော်လေးနဲ့ရောင်းလိုက်မယ်ပေါ့နော်။ဒီရဲ့အချိန်ကဒီမှာငွေဒီမစားဘူးနော်။ငွေဒီနဲ့မဟုတ်အချို့ကျော်။မဲမွားကြောတော့ညီညို့ညို့ရရှိရပေါ့နော်အဲ့တော့ကျမကြည့်ရပုံစံလေးကျမကြောက်ပါဖြစ်ပါလေ းဆက်သွားရင်တော့ဘူးရဲထည့်ထားပြီးတော့စားလို့ရပါပြီရှင်။ခမင်းကြိုင်နဲ့ထည့်လို့အဆင်ပြေတယ်။ထူမိုးချက်သားမိုးမပါဘဲနဲ့ကြော်ထားတဲ့အများကပုပ်ပုပ်လေးနဲ့ကြော်ထားတဲ့အမင်းဖောက်ကြုံမှုမှုကြီးရပါပြီကျေးဇူးပါ